အစာပိုင်းတွေကိုဘရော့မှမမေ့ပါနဲ့အဆင်မပြေတဲ့အချိန်မှာချစ်ခဲကြအတူတူရှိခဲ့ကြပြီးတော့တယောက်ကပူသွားသွားတဲ့အခါမိသွားတတ်ကြပါတယ်အလွဲတကူဖောက်ပြန်သွားတတ်ကြပါတယ်သူ့အချိန်နေနဲ့တာတဲ့သူရရှိနိုင်တယ်လို့သူ့ကိုယ်သူတွေးတတ်ကြပါတယ်ရုပ်လာတာပတ်စံရှိတာတွေဟာအချိန်နေအချိန်ခါနဲ့ကံတရားမျက်နှာသာ ပေးလာတဲ့အခါမျိုးမှာပြုပြင်လို့ရတဲ့အရာတွေပဲဖြစ်ပါတယ်ရုပ်ရည်ဆိုတာကလည်းအလွန်ဆုံးဘလောက်ထိခံနိုင်မှာလဲ တကယ်ဘဝကိုရောက်လာတဲ့အခါရုပ်ရည်ထက်စိတ်ထားနှလုံးသားဟာအတီကျူတွေဒါတွေကပို့ပြီးတော့အရေးကြီးပါတယ်။ရုပ်လှတာကိုကြည့်ရင် ကိုချစ်တဲ့သူကိုလှအောင်ပြင်ပေးလို့ရပါတယ်။ဒါပေမဲ့စိတ်ဓာတ်နဲ့ချစ်သူကတော့တယောက်ပဲရှိလိမ့်မယ်။ဘဝမှာ ကိုယ်တကယ်ချစ်တဲ့သူစိတ်ရင်းမှန်နဲ့ဒုက္ခခံနိုင်ပြီးချစ်တဲ့သူဆိုတာတစ်ချိန်တစ်ခါပဲတွေးဆုံရတာပါ။ပျော်ရယ်ဆိုတဲ့ခံစားချက်ဟာတယောက်တည်းစီရပဲရလိမ့်မယ်။ပတ်စံရှိရင်အပျော်ရှာလို့ရတာမှန်ပေမဲ့ ယ်စားချက်ချင်းရတော့နှွေးထွေးမှုချင်းရတော့မတူပါဘူးအတူတူရင်ဆိုင်နေချိန်ပျော်တဲ့အပျော်နဲ့ကိုပြည့်စုံမှရောက်လာတဲ့သူနဲ့ပျော်ရတဲ့အပျော်လုံးဝမတူပါဘူးအခက်အခဲတွေဟာချစ်ရတဲ့သူနဲ့ရင်ဆိုင်ရတဲ့အခါပြင်းမင်းရင်တော့ပျော်ရွှင်ရပါလိမ့်မယ်ဒီပျော်ရွှင်မှုဟာအစစ်မှန်ဖြစ်ပါတယ်ဒါကြောင့်ကိုဟာနေရာတစ်ခုပတ်ဝန်းကျင်တစ်ခုရောက်လို့အရင်အထက်ပိုတာလို့တာယာမိတဲ့အခါသူဟာကိုနဲ့ဘလို့ဖြတ်တန်းချင်တဲ့သူဆိုတာစဉ်းစားပေးပါ ကိုတာမကို့အနားရောက်လာတဲ့သူထက်အစာကလေးကအနားမှာရှိနေနိုင်ခဲ့တဲ့သူကိုဘယ်တော့မှမမေ့ပါနဲ့လူတိုင်းဟာအချိန်နေပေါ်မူတည်ပြီးစိတ်ပြောင်းလဲတတ်ပေမဲ့ချစ်တဲ့သူကိုရှာတဲ့အခါအစမှာကိုနဲ့တူဘလို့ဖြတ်တန်းခဲ့လဲဆိုတာကိုသတိရပေးပါအစတွေကိုမမေ့စေချင်ပါဘူးမေ့သွားတဲ့အခါကြံခဲ့တဲ့သူကပုံနာခြင်းရပါတယ်အချိန်တန်လို့ရှိရင်တော့ကြံခဲ့တဲ့သူကမိသွားနိုင်မှာဖြစ်ပြီးတော့အစရေကိုမိပြီးတော့ထွက်သွားခဲ့တဲ့လူကတော့နောင်တရနေနဲ့ရှင်နိုင်ရပါလိမ့်မယ်။ တွေးဆုံခြင်းနဲ့ခွဲခွာခြင်းအကြားစိတ်ထားတတ်ဖို့တွေးဆုံခြင်းတွေကပျော်စရာကောင်းတယ်လို့ခွဲခွာခြင်းတိုင်းကဝမ်းနည်းစရာကောင်းနေတာမျိုးလည်းမဟုတ်ပါဘူးကိုချစ်တဲ့သူပြောင်းနဲ့လမ်းခွဲရတဲ့အခါအသေးခွဲတယ်ဆိုတော့ခံစားချက်မျိုးခံစားရတာဟာသဘာဝပါပဲဒါပေမဲ့အဲ့ဒီအရာတွေကဘယ်အချိန်မှပျောက်လဲဆိုတော့မိကုံကတော့လွယ်ပါတယ်လက်ခံလိုက်တာပါပဲလက်ခံလိုက်တဲ့အချိန်မှာအသေးခွဲတဲ့ယောဂါကတဖြည်းဖြည်းနဲ့တက်တာလာမှာပါ တွေ့ဆုံချင်းရှိသလိုခွဲခွာခြင်းတွေရှိရဆိုတာကိုကိုကအရင်ဆုံးလက်ခံထားတတ်ဖို့လိုပါတယ်။ပြီးရင်လက်ခံလိုက်ဖို့လည်းလိုပါတယ်။တစ္ဆာဖောက်ခံရရင်ခံရခက်တယ်ဆိုတာကို နားလည်ပါတယ်။ဒါပေမဲ့ဒီယာကြီးတသက်လုံးကိုခံစားနေရဖို့အတွက်မထိုက်တန်ဘူးဆိုတာကိုလည်းနားလည်ပေးထားပါ။ကိုလည်းပျော်နိုင်မှုလူကောင်းတွေနဲ့တွေ့နိုင်မှုအခွင့်အရေးတွေထက်ရှိလာနိုင်တယ်ဆိုတာကိုဘယ်တော့မှလည်းမမေ့ပါနဲ့။တွေးဆောင်တဲ့လူတိုင်းရဲ့နောက်မှာမတူညီတဲ့ခွဲခွာခြင်းတွေရှိတတ်ကြပါတယ်။ ။တစုံတယောက်နဲ့ခွဲခါရတဲ့အခါတိုင်းလက်ခံလိုက်တဲ့အခါတိတိတတ်တာစိတ်ပေါ်ပါလာတာကိုတွေ့ရပါလိမ့်မယ်။မဟုတ်ပဲအဲ့ဒီအရာတွေကိုစဉ်းစားပြီးလူတိုင်းကဒီလိုပါလို့ခံစားနေရင်တော့ကောင်းတဲ့သူနဲ့တွေ့ဖို့အခွင့်အရေးတွေထပ်ပြီးတော့ဆုံးရှုံးနိုင်ပါတယ်။ဘလို့တွေ့ဆုံခြင်းမဆိုတစ်ချိန်မှာခွဲခါရနိုင်တယ်ဆိုတာကိုလက်ခံနိုင်ရင်အသေးခွဲတယ်ဆိုရလေခဏပါပဲ။လွဲချော်ခြင်းတွေကကံကောင်းခြင်းတွေဆိုတာကိုသိဖို့လိုအပ်ပါတယ်။ကိုကကောင်းပြီးလျင်နေမကောင်းတဲ့သူတွေနဲ့တွေ့တဲ့အခါမျိုး ဒါမှမဟုတ်လို့ရှင်တစ္ဆာဖောက်ခံရတဲ့အခါမျိုးတွေမှာဆိုလို့ရှင်ကျမတို့ကကန်ဆိုးလိုက်တာငါချစ်တယ်လို့သူငါ့ကိုမချစ်ဘူးငါ့ပေါ်လောက်ရလေချင်းဆိုပြီးတော့တွေးမိကြတယ်မဟုတ်လားဒါပေမဲ့ကျမကတော့လူတယောက်အကြောင်းကိုနောက်ကျမှသိရထက်စောစောစီစီတိလိုက်ရတဲ့ကန်တရားကိုပို့ပြီးတော့ကျေးဇူးတင်မိပါတယ်ဘာလို့လဲဆိုလို့ရှင်သူ့အကြောင်းကိုမသိရဘဲနဲ့အချိန်တွေကုန်နေတာထက်ဆန်လို့ရှင်တိလိုက်ရတဲ့နှစ်နှစ်သုံးနှစ်ဟာဘာမှမဟုတ်တော့ဘူးဆိုတာပါပဲအเจ้าမသိပဲတတလုံးနေသွားတာထက်ဆိုင် အချိန်ကုန်သွားတဲ့နှစ်တွေကိုပြန်ယူလို့တော့မရပါပဲရှေ့ဆက်ပြီးတော့ကောင်းမွန်တဲ့သူနဲ့သွားနိုင်ဖို့အတွက်အခွင့်အရေးတစ်ခုပဲမဟုတ်ဘူးလားမကောင်းတဲ့သူအတွက်နဲ့ပိတ်မိနေတဲ့စိတ်ဓာတ်ရတွေကိုကောင်းတဲ့သူနဲ့တွေ့တဲ့အခါဖွင့်ပေးလိုက်ဖို့လိုအပ်ပါတယ်တခါတရံလွဲချော်သွားတိုင်းမကောင်းဘူးလို့တွေးနေခရင်ကျမတို့အနာစစ်မှန်တဲ့သူတွေရှိလာမှာမဟုတ်တော့ပါဘူးမကောင်းတဲ့သူတွေနဲ့ဝေးခဲလို့သာကောင်းတဲ့သူတွေနဲ့တွေ့ဆုံမှုအခွင့်အလမ်းတစ်ခုဖြစ်လာတာပါဒါကြောင့်မို့လို့လွဲချော်သွားတိုင်းကန်ဆိုးသူလို့မတတ်မှတ်ပဲနဲ့ ပိုကောင်းတဲ့လူပိုကောင်းတဲ့ရာပိုကောင်းတဲ့အချစ်ဖြစ်လာဖို့အခွင့်အရေးတစ်ခုရလာတယ်လို့တတိယလိုက်ပါ ပိုတာလို့ပိုရွေးချယ်သွားတာမဟုတ်ပါဘူးအခုချိန်ထိရီစာဟောင်းရဲ့အကောင့်ထဲဝင်ပြီးတော့သူ့ရဲ့လက်ရှိချစ်သူနဲ့ကိုယ့်ကိုယ်နှိုင်းရှင်နေမိပြီလားဒါဆိုလို့ရှိရင်ဒီစာလေးကိုတည်ဖို့လိုပါတယ်ရွေးချယ်လိုက်တဲ့ကောင်လေးတော့မဟုတ်ကောင်မလေးကကိုယ့်ထက်တာနေလို့မဟုတ်ဘူးဆိုတာကိုတည်ထားပေးပါအဲကျမပြောနေကြစကားအတိုင်းဆိုရင်ပိုတာတဲ့သူပိုဆိုးတဲ့သူဆိုတာမရှိပါဘူး သူနဲ့ထိုင်တန်တဲ့သူသူနဲ့တန်တဲ့သူဖြစ်နေလို့ဆိုတာသိထားသင့်ပါတယ်။ဒါကြောင့်ကျမတို့မှလည်းသူ့ထက်ပိုကောင်းတဲ့သူမျိုးတွေ့ရဖို့ထိုက်တန်တယ်ဆိုတာမမေ့ပါနဲ့။တခါတလေကျမတို့မရွေးချယ်တိုင်းကျမတို့ညံ့နေကြလို့မဟုတ်ပါဘူး။ကိုယ်နဲ့ထိုက်တန်တဲ့နေရာတခုမဟုတ်သေးရအောင်သိထားပေးပါ။မကောင်းတဲ့သူတွေနဲ့လွဲခဲ့လို့အကောင်းဆုံးမှုတွေကိုလည်းပိုင်ဆိုင်ခွင့်ရတာပါ။အာသူတို့မရွေးချယ်တိုင်းကိုကညံ့နေလို့မဟုတ်ဘဲနဲ့နေရာမှန်လူမှန်မဟုတ်သေးလို့ဆိုတာကိုတတိယပါ။ အာနေရာမှန်ရောက်လာတဲ့အခါလူတိုင်းကပုံမှန်ကောင်းမွန်တဲ့ဘဝမျိုးရရှိနိုင်တယ်လို့ပို့ပြီးတော့အချစ်ခံရပြီးတော့ပိုးပျော်ရှင်တဲ့လူသားတစ်ယောက်ဖြစ်နိုင်တယ်ဆိုတာဘယ်တော့မှမမေ့ပါနဲ့ဒါကြောင့်မို့လို့တချို့လမ်းလွှဲခြင်းတွေတချို့လမ်းခွဲခြင်းတွေကကိုယ့်အတွက်ကံစိုးမှုလည်းမဟုတ်ပါဘူးပြီးတော့နောက်လူတွေနဲ့လည်းကိုယ့်ကိုနှိုင်းမရှင်ပါနဲ့ကိုယ့်အတွက်သာအကောင်းဆုံးတွေရောက်လာမယ်ဆိုတာကိုယုံကြည်ထားပါကိုကပိုကောင်းတဲ့လူနဲ့ထိုက်တန်ပါတယ်